မင်္ဂလာပါဗျာကျွန်တော်ဒီနေ့အရေးကြီးတဲ့အကြောင်းလေးပြောဦးမယ်နော်ကျွန်တော်တို့အခုကျွန်တော်တို့စက်ရုံဝင်ပြီးတော့ဟိုပစ္စည်းလေးတွေရောင်းဝယ်လုပ်တာလေထိုင်ကုန်နေစပွဲတွေတို့ဈေးဒီတွေတို့အဲ့လိုရောင်းဝယ်လုပ်တာကိုအခွင့်ကောင်းယူပြီးတော့လူလိန်တူးကဟိုတူးတာပြောတာနောက်ကဘယ်နှယောက်ရှိနေတယ်တော့မသိဘူးနော်သူကအကြောင်းမျိုးမျိုးနဲ့ကျွန်တော်တို့စီကို၃ချိန်လားလိမ်ငယ်အဲ့ဒါတတိထားစရာနေနဲ့ဒါကျွန်တော်ကျွန်တော်တို့စီကိုဈေးဝယ်တဲ့သူတွေကော online ကနေပြီးတော့ဈေးဝယ်ကြတဲ့သူတွေကိုတတိထားစရာအနေနဲ့ဒါဒါကျွန်တော်အကြံပေးဦးမယ်ပထမဦးဆုံးတစ်ခါကတော့ကျွန်တော်တို့စီကိုငွေလဲတဲ့ငွေလွှဲရောက်တဲ့ဟာကိုသူကကျွန်တော်တို့ဖုန်းနံပါတ်တွေကိုသူက online ကနေတွေ့ထားတော့အဲ့ဖုန်းနံပါတ်ကိုငွေလဲဘယ်ကဝင်ပြီလဲဘယ်လောက်ရပြီလဲဆိုပြီးတော့သူကလွှဲလိုက်တာရောက်လာဆိုပြီးရောက်ပါပြီဆို15သိန်းရောက်တဲ့ဟာမျိုးကိုသူကအဲ့ဒါကိုအဲ့ဒါ9သိန်းပြန်လွှဲပေးပါတဲ့အဲ့ဒါကိုသူတို့မြို့သမီးကဟိုဟွာဖြစ်လို့ ဟိုစေသိမ့်မဲ့လွှဲကျင်တာ၅သိမ့်တော့ပြန်လွှဲပြပါဆိုပြီးတော့အဲ့လိုမျိုးသူတို့လင်မြချင်းချင်းဒါစရောက်စရာဖြစ်လို့ဆိုပြီးတော့အဲ့လိုလိန်ပြီးတော့အဲ့ဒါသူမျိုးသားပါဆိုပြီးတော့အဲမျိုးသားတယောက်ကလည်းဖုံးဆက်ပြီးတော့လွှဲခိုင်းတော့ကျွန်တော်တို့စီမလေးကကြတော့မဟုတ်ဘူးကျွန်မတို့စီကိုလွှဲတဲ့ကေပေးအကောင့်ကိုပဲပြန်လွှဲမှာသူကကြမဟုတ်ဘူးကျွန်တော်နဲ့သူနဲ့စကားများထားလို့ကျွန်တော်စီပဲလွှဲလိုက်သူစီမလွှဲနဲ့ဆိုတော့ကျွန်တော်စီမမလွှဲဘူးဘာလို့ဆိုတော့ဟိုသူစီလွှဲရင်ကိုစီဝင်တဲ့ကေပေးကိုပဲပြန်လွှဲမယ်လေအဲ့လိုပြောတဲ့ခါကျသူကဒီမှာလိန်များတဲ့ခါကျတော့ဘယ်လိုလုပ်လဲဆိုတော့ သူကခုသူကျွန်တော်ဆက်ရုံရှိရောက်နေပြီဆိုပြီးဖုန်းကိုလန့်ချိတ်ပြီးတော့အဲ့လိုမျိုးတွေလိန်တာညာတာပေါ့နောက်ပိုင်းညမှာအဲ့ဒီငွေလာသွင်းတဲ့သူစီကလူကကျွန်တော်တို့စီမှာဘောင်းချလာယူတဲ့သူကရောက်နေလို့ဒါဟိုလိန်နာညာရမှကျွန်တော်တို့သိရတာပေါ့เนาะဟိုလိန်ထားတာတော်တော်ပြီးပြီးပြင်းနေတဲ့စနစ်တကျကျွန်တော်တို့စီကဝယ်တဲ့သူရဲ့ဖုန်းနံပါတ်တွေပါသူကမရရအောင်အကြောင်းမျိုးနဲ့လှည့်ယူတာဗျ ဲ့တော့အဲခုနဆက်တာဘယ်သူအဲ့အဲ့သူ့ဖုန်းနံပါတ်ပေးအဲဟိုဘယ်ဖုန်းနဲ့ဆက်တာလဲဆိုပြီးတော့အဲ့လိုလာတာအဲ့လိုလာတဲ့ခါကျေကဟိုသူမျိုးသမီးပဲဆိုရက်ပြီးတော့လွယ်တကူဖုန်းနံပါတ်လေးပေးလိုက်အဲ့မျိုးသမီးစီလန့်လိန်တာကျွန်တော်ဆက်ယုံကနေတခါငွေလွဲခိုင်းလို့အဲ့ဒါထက်လွဲပေးပါအောင်ဆိုပြီးတော့တောင်းတော့အဲ့မျိုးသမီးကမလွှဲနိုင်လို့တော်သေးတာဟိုဒါကျွန်တော်စီကဈေးဝယ်တဲ့သူစီကိုလည်းလိန်တယ်ကျွန်တော်စီကိုလည်းဈေးဝယ်သူအနေနဲ့သူကဟိုလိန်တယ်အเจ้าမျိုးမျိုးနဲ့လိန်တယ်ဒါတခု နောက်တစ်ခါကျတော့ဒီနေ့မနက်မှာကျွန်တော်စီကိုဟာကျွန်တော်စေးမလေးစီကိုစာပို့တယ်ကျွန်တော်ရဲ့ဟာပေါ့ပုံကိုသူကယူသုံးပြီးတော့ကျွန်တော်နာမည်ဦးမင်းစော်ဆိုပြီးအမင်းစော်ဆိုပြီးသူကရေးထားပြီးတော့ကျွန်တော်စေးမဟာစီကိုမပို့လဲဆိုတော့ဟာငွေ9သိန်းဟာတဲ့ဒီလိုဒီလိုလေးကျွန်တော်ပြမယ်နော်ဒါလေးနော်သူကဟိုဟာအရင်ခဏစာပြန်ပို့ပေးတဲ့ကေဘေးပို့ခိုင်းကြရှိလို့တဲ့အဲ့မဲ့ကိုမင်းစော်ပါဆိုပြီးတော့သူက ဲ့မှာဆေးမဆရာနဲ့ဒီဆရာကျမစီငွေလွှဲခိုင်းတာလားတဲ့ဟာမလွှဲခိုင်းပါဘူးလို့ဒီမဲ့တခြားဖုန်းနံပါတ်နဲ့ဝင်နေလို့ဟာအဲ့ဒါငါမဟုတ်ဘူးလေတို့ပြောင်းဆိုပြီးကျွန်တော်ဖုန်းယူပြီးတော့ပြလိုက်တဲ့ခါကျတော့ကျွန်တော်အဲ့ဖုန်းကိုကြည့်လိုက်တဲ့ခါကျတော့ကျွန်တော်နဲ့စာပြန်ပို့တာဘယ်ကိုပို့ရမှာလဲဆရာဆိုကျွန်တော်လှုပ်လိုက်တာအဲ့ကျတော့သူကဟာတဲ့ဟာခဏလေးတဲ့ကျူအားကုတ်ပို့ပေးမယ်တဲ့ကျူအားပို့ပေးမယ်ဆိုဟုတ်ဆိုပြီးကျွန်တော်စာပြန်ပို့လိုက်တော့ငါးသိန်းပို့ပေးထားတော့တဲ့ဟုတ်ဆိုပြီးကျွန်တော်ပြန်ပို့ပြီးတော့သူကကျွန်တော်စီကိုကျူအားကုတ်လေးပို့ပေးတာ ဲမှာကျူအာကုတ်ပို့ပေးတဲ့ခါကျတော့ကျွန်တော်ကနေပြီးတော့ဟိုမှတ်ချက်ဘလို့ရေးရမှာလဲဆရာလို့အဲကျွန်တော်ကပစ္စည်းဘိုးပေးချေပါမြည်အဲအဲ့လိုရေးလိုက်တဲ့အဲ့တော့ရတယ်တဲ့ပြေစာပို့ပေးတဲ့ screen shot ရလိုက်တဲ့အဟုတ်ဘာပစ္စည်းဘိုးလို့ရေးရမှာလဲဆရာဆိုကျွန်တော်ထပ်ပြီးတော့သူ့ချင်နေသိချင်တော့ထပ်လုပ်လိုက်တော့ဟိုကြောင်းတော့ဟိုအလှပစ္စည်းဝယ်ရရှိလို့တဲ့အောင်ပါတဲ့လားလူနဲ့တန်းနေတယ်ဆိုပြီးတော့သူကအိုက်ကွင်းနဲ့လာတာဗျကျောင်းတော့လူပစ္စည်းဝယ်တရားရှိလို့လေဟုတ်ဆရာဆိုပြီးကျွန်တော်လည်းဘယ်ရမလဲကျွန်တော်ကလည်းဟွာ ဒါဒါဟိုဆောင်ရွက်ပေါ်မှာကျွန်တော်ကဓာကြီးဆွဲလိုက်တာကျွန်တော်ဓာကြီးဆွဲလိုက်တာဓာကြီးဆွဲပြီးတော့ကျွန်တော်သူ့စီကိုကျွန်တော်ပို့ပို့တာဒီလိုပို့တာဒါဓာကြီးပို့ပေးတာငွေ9သိန်းဆိုပြီးတော့ကျွန်တော်အဲ့လိုရှာထုတ်ပြောင်းပို့လိုက်တာဟုတ်လားအဲ့ဒါ तू ကအဲ့ဒါ screen shot နဲ့ဟိုဝင်လိုက်မှတ်ပြီးကျေးဇူးပါတဲ့ तू ကကျေးဇူးတွေတင်တာပြီးကြတော့မှ तू ကစာရွက်ကြီးနဲ့ရှာထုတ်ပြောင်းတာကြီးသိမှာအဲ့ဒါဟာကျွန်တော်တို့ကနေပြီးတော့သူ့ကို block လိုက်တာအဲ့လို block လိုက်တာမပြီးသေးဘူးဗျာ ဲ့ဒါတော်နေနေတော့ဟိုစွန့်တော့ကျွန်တော်စက်ရုံကိုကျွန်တော်ကဒီထိုင်ကုန်တွေပို့တာဒီဗီဒီယိုသွားရတော့ခဏနေတော့ကျွန်တော်စီဈေးတွေဝယ်ထားတာဟိုမင်းကဖုံဖုံကြီးကဈေးတွေဝယ်ထားတာကိုကြံငွေကိုသူကဘလို့လိုက်ပြီးတော့ဖုန်းနံပါတ်ယူတယ်လဲဆိုတော့ကျွန်တော်ဈေးမလေးကဒီဘက် site ထဲမှာရောက်နေတာဖုန်းကန်တဲ့တယောက်ကတယောက်ကဟိုဘက်မှာဟိုရောင်းပြကမ်းမှာတစ်ဖွဲ့ရရှိနေတာအဲ့ကကျတော့သူကဖုန်းနံပါတ်ကိုဒီဘက်ကဖုန်းနံပါတ်ကိုသူက ဟာ online မှာတင်ထားတဲ့ဖုန်းနံပါတ်ကိုလှန့်ဆက်ပြီးတော့ဘောင်းချပို့ခိုင်းတာသူကဝယ်ထားတဲ့ CD ရဲ့ဘောင်းချပို့ပေးအောင်နဲ့အာဘောင်းချလေးလိုချင်လို့ဆိုတော့သူကဒီကျွန်တော်တို့စီမှာရောင်းဝယ်လုပ်ထားတဲ့အာဒါဘယ်ဘယ်ရတော့ပေါ့နော်ဟွာဘယ်ဘယ်ဖုန်းဖုန်းတော့ homeling ကလာပါလားပေါ့နော် CD ဝယ်ထားတာလောလောဆယ်က homeling ကရှိတော့ homeling ကလာဆိုတော့သူကအင်းဟုတ်တယ်ပေါ့အဲ့လိုမျိုးပြောပြီးတော့ဘောင်းချပို့ခိုင်းတဲ့ခါကျတော့အဲဘောင်းချပို့ပေးလိုက်တဲ့ခါမှာသူအဲ့ဘောင်းချနဲ့အဲအဲ့ဆိုရင်လည်းအဲ့ဟွာအဲ့ဒီဟွာ ဒီငွေလာလွဲတာဘာတူလဲတဲ့အဲ့ဒီဟာဒီဖုံ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 ဒီဆင်ရလာပေးတာသူဖုံကြီးပုံစံနဲ့ဟန်ဆောင်ပြီးတော့ငွေလာလဲတာတော့မသိဘူးတဲ့ဒီကားကားဆင်ရဖုံတော့ပေးထားတယ်ဆိုကျွန်တော်ဆေးမဖုံနံပါတ်ကိုအလွဲတကူဟာကားဆင်ရရဲ့ဖုံနံပါတ်ကိုသူကပေးတဲ့အဲ့ကားတင်ရမယ့်ပုံစံလေးပြောချင်လို့ဆိုပြီးတော့ကားဆင်ရဖုံနံပါတ်ပေးလိုက်တော့အဲ့ကားဆင်ရဖုံနံပါတ်စီကိုဆက်ပြီးတော့ကျွန်တော်တို့ဘောင်ချာပို့ပြီးတော့ငွေခုချက်ချင်းလွှဲခိုင်းတာဗျအရေးကြီးတယ်အခုပစ္စည်းဖို့ပေးစရာရှိလို့ဆိုတော့ကားဆင်ရကနေပြီးတော့ဖုံဖုံရဲ့ဟာဗောနော်တာကအလွဲတကူပေးမယ် သူကထင်တာပေါ့မပေးဘူးဟိုကလည်းဟိုဟာရေးကြည့်နေလို့လေခင်ဗျားတို့ယုံကြည်မှုနဲ့လုပ်လို့တာဘာညာမသိဘူးလားဘာညာဆိုမတရားပြောတာလေအဲ့မှာဒီခမုံရဲ့တပည့်ကဘာလုပ်လဲဆိုတော့ဗီဒီယိုကောပြောကွန်မတော်ဆိုင်ဗီဒီယိုကောပြောကျွန်တော်တို့ဗီဒီယိုကောခင်ဗျားမျက်နှာလည်းမမြင်ဘူးဗီဒီယိုကောပြောမှကျွန်တော်တို့လွှဲမယ်ဆိုတော့ဗီဒီယိုကောကပြောမခံဘူးရဲ့အဲ့နဲ့အဲ့ဒီခမုံကြီးရဲ့တပည့်ကကျွန်တော်တို့စိုက်ရုံခုနရောက်လာရောက်လာပြီးတော့သူကနည်းနည်းစိတ်ဆိုးနေတာပေါ့နော်ကျွန်တော်တို့ပဲထင်တာပေါ့မတင်ငါလို့တာသူကဟိုဖြစ်တာဒါပေမဲ့ကျွန်တော်တို့စီကတောင်းနေထင်တာရောက်လာတော့ပတ်စံလာလို့တော့မှကျွန်တော်တို့စီကဟိုဟာ ခုနငွေလဲခိုင်းလို့လာပို့တာတဲ့အာကျွန်တော်မလွှဲခိုင်းတာဘူးဆိုမှဟာအာကျွန်တော်စီဘူးနဲ့ဘိုင်ဘာနဲ့အဲဒီလိုလန့်ပြောတယ်ပေါ့နော်အဲ့လိုမျိုးပတ်စံကိုချက်ချင်းလွှဲပြီးဟိုအရေးကြီးပေးစရာရှိလို့ဆိုပြီးအဲ့လိုပြောတာဆိုတော့ဒါကသတိထားစရာလိုလာပြီအဲ့ကြတော့မှကျွန်တော်တို့ပတ်စံလာသွင်းတဲ့သူကလိန်နေတာမှသိတာအဲ့ကြမှာကျွန်တော်တို့ကလည်းကျွန်တော်စီကဘောင်းချာကိုလိန်ယူတာလူလိန်ရအဲ့တော့ကျွန်တော်တို့ကလည်း home link ကဆင်ပြီးတော့ home link ကိုပို့ပေးလိုက်တာအဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်တို့စက်ရုံကနေဝယ်ယူကြတဲ့ဟာ customer များ ဒါအဝယ်ရတဲ့ဧည့်သည်တော်များကိုကျွန်တော်အနေနဲ့ဟိုရေးရင်းပြောစရာလေးရှိပါတယ်အဲ့ဒါတော့ဘာလဲဆိုတော့ကျွန်တော်တို့ဟိုကျွန်တော်တို့စက်ယုံကနေအမြဲတမ်းသုံးတဲ့ဖုံးနှလုံးပေးပါမယ်နော်အာ86956နှစ်အဲ့ဒီဖုံးက online မှာလည်းတရားဝင်တင်ထားပါတယ်ကျွန်တော်တို့ကြော်ညာတွေမှာလည်းပြီးတော့ကျွန်တော်တို့ Viber လည်းသုံးပါတယ်เนาะအဲ့ဒါတစ်ခုနောက်တစ်ခုကကြတော့ ခွန်80နှစ်လေးနှစ်5 6 1အဲ့ဒီတလုံးเนาะအဲ့ဒီနှလုံးကိုဒါကျွန်တော်တို့အသုံးပြုပြီးတော့ဟိုကျွန်တော်တို့ဟိုအော်ဒါလက်ခံပါမယ်ပြန်ဖို့လည်ရင်လည်းအဲ့ဒီဖုန်းကနေဆက်သွယ်ပါမယ်ကျွန်တော်တို့တို့တွေကျွန်တော်တို့စက်ရုံကိုငွေလွှဲဖို့အတွက် KB အကောင့်ကတော့ဒေါ်လင်းလင်းခိုင်နာမည်နဲ့အဲ့ဒီတကောင့်ကိုဒါငွေလွှဲပေးပါအဲ့ဒါတောင်မှဖုန်းနံပါတ်ကျွန်တော်တို့တိတိကျကျ KB နံပါတ်ကျွန်တော်တို့ တင်ပေးထားပါမယ်နော်အဲ့ဒီ KB နံပါတ်ကိုပဲလွှဲပါတခြားကျွန်တော်တို့ခုနကပြောတဲ့ဖုန်းနှလုံးနဲ့ကနေပြီးတော့မဟုတ်ဘဲနဲ့တခြားဖုန်းစိမ်းတစ်လုံးနဲ့ငွေလွှဲဖို့ပြောရင်လုံးဝမလွှဲပါနဲ့ဒေါ်လင်းလင်းခိုင်နံပါတ်နဲ့ကျွန်တော်တို့ပေးတဲ့ KB နံပါတ်မဟုတ်ရင်လုံးဝမလွှဲပါနဲ့ခင်ဗျာဒါလေးကိုကျွန်တော်နုညွန့်တောင်းပန်ပါတယ်အဲ့ဒါကြောင့်ဟိုဒီကုလို online မှာရောင်းဝယ်ပြုလုပ်ကြတဲ့ဒါစီးပွားရှာဖွေကြရတဲ့သူတွေအတွက်လည်းဒါအခုလိုမျိုး ဟိုလူလိန်လူညာတွေကရှိလာကြရှိပါတယ်အဲ့တော့အခုလိန်ညာကြတဲ့သူတွေကလည်းဒါနေ့တွေကိုဟိုရှိရှိဒီလိုမျိုးလှုပ်ရှားသွားမိမိဘဝဟိုကံကြောင်းတရားတွေမကောင်းဘူးဆိုတာမိမိကိုယ်ကိုမိမိမိသိပြီးတော့မိမိတနေ့တာတနေ့တာထမင်းစားဖို့ရေကိုလိန်ညာပြီးမလုပ်ထိုက်ဘူးလို့ကိုယ့်ကိုယ်ကိုသိတဲ့ပါတယ်အဲ့တော့ကြံတဲ့သူတွေကလည်းပဲကောင်းကောင်းကောင်းမွန်လှုပ်ရှားနေကြတဲ့သူတွေကလည်းပဲအဲ့ဒီလိုလိန်မခံရဖို့အထုကိူးဆိုင်ဖို့လိုပါတယ်ဖုံးချိတ်ဆက်တွေ အဲကေဘေးလွှဲမှုတွေဘယ်လိုအကြောင်းမျိုးနဲ့ပဲဖြစ်ဖြစ်အလွယ်တကူငွေကိုလက်မလွန်ပါနဲ့ဝယ်ယူတဲ့သူတွေကလည်းအလွယ်တကူလက်မလွန်ပါနဲ့ဘောင်းချပို့လာပြီဆိုတာတော့မှအခုသာစိတ်မချတော့ဘူးဆိုတာသတိထားဖို့လိုပါတယ်အဲ့တော့သူတို့တွေကဒီလို online shopping တွေနဲ့ပတ်သက်ပြီးဒီလိုနဲ့လိန်လာတာတအုပ်မဟုတ်တအုပ်တော့ခံကိုခံရမှာပါဒါကြောင့်မလို့ကျွန်တော်တို့တွေကဟိုကောင်းကောင်းမလုပ်စားတဲ့သူတွေကအထူးသတိနဲ့နေထိုင်ရမယ်လို့ကျွန်တော်ပြောလိုပါတယ်အခုလို့ကျွန်တော်တို့စီမှာဝယ်ယူအားပေးကြတယ်ဧည့်သည်တော်များ ခொနည်းသားပြင်းများဆရာတော်တန်ဃာတော်များလူရှင်များအားလုံးနဲ့ဟိုခொနည်းသားပြင်းအားလုံးတို့စိတ်ချမ်းသာခြင်းကိုယ်ကျေးမာခြင်းနဲ့ပြည့်စုံပါစေခင်ဗျာအော်တခုမှားလိုက်အောင်မယ်အဲ့ဒီလူလိန်ကိုတွေ့ရင်ပြောလိုက်ပါနော်ကိုမနှောကလေဒီမှာပြမယ်ပြမယ်ဘယ်ရောက်ပါပြမယ်ကိုမနှောကဒါပဲလို့ပြောလိုက်ဒါပဲလို့နော်သဘောပေါက်လားဒါပဲလို့လူများမအားဘူးမှတ်နေလားတော်သေးတယ်မခံဘူးတွေ့လားတွေ့လား အဲ့ဒါငွေ9သိန်းအဲ့လိုလွှဲပေးပလိုက်တာမှတ်ကြရော